်မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာတိတ်ပံမောင်ဝရေးသားထားတဲ့ဝိတုဆောင်းပါဘောင်းချုပ်တစ်ထည်ကငရဲပြီးဆိုတဲ့ပိုင်းလေးကိုဖတ်ပြပေးတော်မှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းသိင်ကြီးဖြစ်ပါတယ်မောင်လူအေးကိုဆောင်းလာတော့အစိုးရတင်းမောနဲ့ အစိုးရတင်းမောဘော်တွင် ပါ၍လာသော မောင်လူအေးတို့သည်ဂရုကမရွာကလေးသို့ညနေ9နာရီခန့်ချိန်တွင်စိုက်ရောက်ကြလေသည်၎င်းရွာကလေးမှာမောင်လူအေး၏နေအစွန်အဖျားတွင်တည်ရှိ၏လူသူအယောက်အပေါက်လည်းအလွန်မှပင်နေပါလေသည်၎င်းရွာသို့ရောက်ရန်လည်းမလွယ်ကူနှွေခါတွင်ကွင်းခေါင်ကောင်းကြီးအတွင်း၁၄မိုင်ခန့်ရှောက်မှရောက်၏မိုးဦးမိုးပြားခါတွင် ရှုံနှံထူတက်လာသောကြောင့်၎င်းရွာသို့မရောက်နိုင်ကြခြင်းအစိုးရတင်မောကိုရပါမှတခေါက်တလေရောက်ပေါက်ပေသည်ဤသို့ရောက်ပေါက်ရန် ခဲရင်လှစွာသောရွာကလေးအားအစိုးရအရာရှိများပင်လစ်လျူရှုထားသည်မှာအံ့ဩစရာမဟုတ်ပေယခုအချိန်ကတုတ်ကမရွာသို့မောင်လူအေးရောက်လာသည်ကအခြားကြောင့်မဟုတ် ကတုတ်ကမရွာတွင်တကြီးလစ်လက်နေသောကြောင့် တကြီးအစ်စ်တယောက်ကို ရွေးကောက်ရန်ဖြစ်လေသည်နန်းနန်းစောစောခုနှစ်နာရီကလေးကအရွဲရွာမှ ထွက်လာခဲ့ရာညနေ9နာရီထိုးမှသာ ကတုတ်ကမရွာသို့ ရောက်လေသည် ရွာသို့ရောက်သောအခါအကျဉ်အစိုးရတင်မောမှလည်းအမောကြီးမော၍နေ၏တင်မောအတွင်အလုတ်လုတ်၍လာသော မောင်လူအေးမှလည်းအညောင်းကြီးညောင်းလျက်နေလေပြီကတုတ်ကမရွာသို့ရောက်သည်နှင့်တပြိုင်နက်တင်မောဦးက ကြောက်စူးကိုခြာကာတင်းမောကိုရက်လိုက်၏ခမားတင်းမောမှာ မောလွန်လှသည်ဖြင့် တရှူးရှူးတရှဲရှဲနှင့် နေလေတော့၏မောင်လူအေးမှာလည်းညောင်းလွန်လှသည်ဖြင့်ရေချိုးကန်းထဲတွင် ရေချိုးအဝတ်အစားလဲပြီးလျင်တင်းမောဥပတ်တွင်ထွက်၍ထိုင်လေသည်မောင်လူအေး၏လက်တွင်က မကြာမီကရောက်လာသောတကုံမဂဇင်းကိုကန်၍ထား၏တင်းမောဥတွင် ထွက်၍ထိုင်စဉ်ကတကုံမဂဇင်းတွင်ပါသော ဝိတုစောင်းမတို့ကို စားလိုက်မီဝါလိုက်မီဟူသော စိတ်ကူးနှင့် ထွက်၍ထိုင်ခြင်းဖြစ်၏ထို့သောတင်းမော့ဤအပြင်ဘက်သို့ရောက်၍မျက်နေခင်းဤတာယာခြင်းညက်နေခင်းဤကြည်နူးပွေကောင်းခြင်းတို့ကို မြင်လိုက်ရသောအခါအဘယ်မှလဲစာကိုဖတ်ခြင်းစိတ်ရှိပါတော့အန်နီထိုညက်နေခင်းကလေးဤတာယာခြင်းကို ရှုကြပါအောင်တင်းမော့ဤဝဲဘက်တွင် အင်ဂျီ30ခန့်ရှိသော ကတုတ်ကမရွာကလေးရှိလေသည် ခလေးတန်းများတက်တွန်တန်းများဖြင့်စူညံ၍နေ၏ဝင်းကားနီးနေမင်းသည်လည်းဤသောအယောင်တို့ကိုလွတ်လျက်နေပေ၏ဤနေအောင်တို့သည် အုံပင်တရက်ပင် မကြီးပင်တို့၏အရွက်များကိုဖြတ်ကျော်ကာကတုတ်ကမချောင်းကလေးပေါ်သို့ကြာဆင်းကြကုန်၏ကတုတ်ကမချောင်းကလေးတစ်ခုလုံးနီးရဲလျက်နေလေပြီထိုနီးရဲရာမှာ တပြေးပြေးဝါ၍လာခဲ့လေသည်ချောင်းကလေးအတွင်းရှိရေမှလည်းကြည်လင်ပြီ၏ငကူငရန့်တို့မြူးတူးပျော်ပါနေကြသည်ကိုပင် မြင်ရလေသည်ထိုငါအပေါင်းတို့ကအကျဉ်နှကြီးကျေနှက်ခါဟိုနေရာမှပွက်လိုက်ဒီနေရာမှပွက်လိုက်နှင့်လုံနေကြကုန်၏လေပြေကလေးကဖြင်းညင်းစွာတိုက်ခတ်လိုက်ပြန်သောအခါတွင်လေရေပြင်ပေါ်တွင်လှိုင်းကြက်ကလေးများထနေသည်မှာကြီးစု၍ပင် ကောင်းလာပေတော်သည် ဝင်ကာနီနေရောင်ကြောင့်တချောင်းလုံးနီရဲရဲဝါတတာနေတော်လဲတစ်ပင်ရိမ်များက ဝင်၍ဆွက်ဖက်နေကြပြန်သောကြောင့်ထိုချောင်းကလေးမှာတောပုံတောင်ပုံတို့ကို အဝတ်ပေါ်တွင်ရေးဆွဲထားသော ပကြီကားနှင့်တူလှပေ၏။ဘေဒာပင်ကလေးတို့မှလည်းလေပြေကိုစီးကာဆင်း၍လာကြလေသည်။အချို့သောဘေဒာပင်တို့တွင် ပြတ်တက်နှင့်တူသော ပြတတအပွင့်ကလေးများပါလာကြကုန်၏။ ထိုအပြာရောင်ပန်းကလေးများပေါ်သို့နေရောင်ကြီးဖြန်းလိုက်တော့ကအလွန်မင်းကြည့်၍ကောင်းလေသည်တင်မောဤရာဘတ်သို့မျော်၍ကြည့်လိုက်ပြန်တော့ကအလွန်ဝေးလှစွာသော နေရာတွင်ပကိုးကျိုးမှ တောင်တန်းကြီးကိုမှုံမှုံမွှားမွှားရေရေကလေးမြင်ရလေသည် ထိုတောင်တန်းကဆရာဆန်တို့ဆံမြန်းခဲ့သောအလံတောင်မေလောဟုပင် တွေးတော်မိ၏တင်မောကလေးစိုက်ထားရာနှင့် မနီးမဝေးတွင်ကကျွဲစကြက် မြေပြင်ကြီးရှိလေသည်ကျွဲအကောင်30ခန့်အစာစားနေကြကုန်၏နော်နှဲတွင် လူးနေကြသောကျွဲတွေကမရှားတကောင်နှင့်တကောင် လိုက်တန်းပြေးတန်းကစားနေကြသောကျွဲများလည်းရှိကျွဲသားကလေးတို့မှလည်းအမေကျွဲမာကြီးများအနီးမှမခွာ အမဲကက်လျက်နေကြကုန်၏ထိုကျွဲအုပ်ကြီးအနားတွင် အစာရှာစားနေကြသောပြိုင်းဖြူတအုပ်မှလည်းအလုတ်ရှုပ်လျက်နေကြလေတော့သည် နက်ရောင်ရှိသောကျွဲများ၏အကြားတွင် အဖြူရောင်ပြိုင်းများကိုမြင်ရခြင်းသည်တစ်သားတင်မုံနှက်ကြီးပေါ်တွင် မြေဖြူဖြစ်ရေးဆွဲထားသောငှက်ယုံများနှင့် တူလှပေ၏တမျိုးကြည်ကောင်းလေသည်ထိုပြိုင်းအပေါင်းတို့မှကျွဲအုပ်ကြီးနှင့် မဟာမိတ်ဖွဲ့ကစားလန်းချောင်နေကြလေသည်ကျွဲများကရေအိုင်တွင်လူးလိုက်ငားများကပေါ်လာလိုက်ပြိုင်းများကကောက်ယူစားလိုက်နှင့် နေရာကြလျက်နေတော့၏ အကျဉ်းပြိုင်းအပေါင်းတို့မှာကျွဲများနှင့်မိတ်ဆွေဖွဲ့ထားကြပြီးဖြစ်သောကြောင့်ကျွဲများ၏ဂျိုးပေါ်တွင်နားလိုနာ ကျောပေါ်တွင် နားလိုနာနှင့် ရှိနေကြကုန်၏ရင်းတို့နှင့် မနီမဝေးတွင်က အင်းခွေးနှကောင်တို့မှာပြေးလွှားကစားနေကြကုန်၏ဤတို့ကစားနေရမှပြိုင်းဖြူများကိုမြင်ရသောအခါလိုက်၍ဖမ်းကြလေသည်အဘယ်မှလဲမိနိုင်ပါအံ့နီမိဃာနီးကလေးတွင်ပြိုင်းများကထပြန်လိုက်ရာ မချင်မရဲဖြစ်၍ကြံရစ်ခဲ့ကြရလေသည်။စာငံရီကိုတောက်လီတောက်လီငတ်မပြေသည့်ဟူသော စကားကဲ့သို့လိုက်လီလိုက်လီမမိလီသည့်ဖြစ်နေကြကုန်၏။အတော်ကလေးကြာတော့မှ အင်းခွေးနှကောင်တို့မှမောဟိုက်၍နေကြပြီလင်အနီးနားရှိလဲတဲကလေးရှိရာသို့ပြန်သွားကြလေသည်။ကောင်းကင်တို့မော်၍ကြည်လိုက်ကြပြန်သောအခါမှာလေတိန်ဒီတိန်ပြတိန်မိန်လာတို့မှာ အမျိုးမျိုးပျော်ပါသော ပြေးလွှားကစားနေကြသည်ကို မြင်ရ၏တိမ်ပြာကနဂါတိန်နီကဂလုံးရောင်ဖန်ဆင်းပြီးလင် လိုက်တန်းပြေးနှံကစားနေကြသည်ကို၎င်းတိမ်မိန်လာကဘလူးတိမ်မယန်းရောင်ကမင်းသမီးကဲ့သို့ဖန်ဆင်းကပြေးလွှားကစားနေကြသည်ကို၎င်း ရှုပြီးရင်ရှုခြင်းရင်ကြည်ပြီးရင်ကြည်ခြင်းရင်သာရှိနေတော့၏ထိုတာယာသောညနေကြည်နူးပွေကောင်းလာသော ညနေခင်းကလေးတွင်အဘယ်သူသည်မပျော်ရွှင်မဲနေပါအံ့နီအဘယ်သူသည်စိတ်မချမ်းသာပဲနေအံ့နီမောင်လူအေးသည်ညနေခင်းဤตาရသောအချင်းရာကို ကြည်ရင် စိတ်ဤစည်းစိမ်ကို ခံစားနေသည်ဤအချားမဲ၌ကတုတ်ကမရွာကလေးဘတ်သို့လှဲ့ကြည့်လိုက်ရာမကြီးပင်ကြီးတပင်အောက်တွင်မိမ့်မလေးငါးယောက်တို့ ထိုင်နေကြသည်ကိုမြင်ရ၏တင်မောမှာ ရေလေကောင်တွင် ကြောက်ချကစိုက်ထားသည်ဖြစ်တော်လဲကတုတ်ကမချောင်းကလေးမှာကျင်းလာသောကြောင့်ထိုမိန်းမတွေ ထိုင်နေရနှင့်မောင်လူအေးမှာပေအစိမ့်မြသာဝေးကွာလေသည် သူတို့တွေဘာလုပ်နေကြပါလဲရှုကြကုန်လော သူတို့လက်ထဲတွင်လဲဓမ္မတွေကိုစီသူတို့ရှေ့တွင်လဲစင်းတုံးတွေကိုစီနှင့်သူတို့ဤအလဲတွင်က ပလိုင်းနှလုံးရှိလေသည် မိန်းမကြီး၅ယောက်နဲ့၂ယောက်က အသက်80နီးနေသောအဖွားကြီးများဖြစ်ကြ၏ပရေတွန့်နေကြလေပြီသပင်များလည်းဖွေးနေလေပြီအခြားနှစ်ယောက်တို့ကမိမ့်မလက်များဖြစ်ကြ၏အသက်က30ကျော်40နီးပါကြံတယောက်ကအပြိုဖြစ်စာ73နှစ်74နှစ်ခန့်သာရှိပေလိမ့်မည်မိမိတို့ရှေ့တွင်ရှိသော ပလိုင်းကြီးနှလုံးတို့၏အထဲမှ ငရက်အရှင်များကိုတကောင်မီးလင်တကောင်ထုတ် စင်နှုံများပေါ်တွင်တင်ကမိမိတို့ကင်ထားသောဓမ္မများဖြင့်အကြီးကိုတစ်ချက်နှစ်ချက်ဘယ်ပြန်ညာပြန်ထိုးကြကုန်၏ငါများမှာသူတို့ဤလက်အတွင်လွန့်၍နေရှာကြလေသည်မိမြအခမ်းရဆိုးပေမည်နီဤသို့လွန့်၍နေတုံးမှာပင်ဓမ္မဖြင့်ငါဤခေါင်းကို ခက်ပြင်းပြင်းကလေးဖြစ်လိုက်၏ငါဤကိုကလေးမှာတံတောင်ခက်မြခုံတက်သွားပြီလေခုတ်သူဤအနီးနားတွင် ပြန်၍ကြ၏ငါးခေါင်းက စင်းနှုံးပေါ်တွင်ကြံရစ်ခဲ့နေသည်ခေါင်းမပါဘဲပြန်ကြလာသောငါကိုကောက်ယူကာရင်ကိုခွဲ၏အသေးဦးများကို ထုတ်ယူ၏အစိမ့်စိမ့်အမွားမွားခွဲ၏ရက်ဆက်ကြပြီးစွာတကားတနာတတ်သော စိတ်ထားထိုမိမ့်မများတွင် မရှိရောင်တကားဤဖော်ပြပြီးသောဤအတိုင်းပလိုင်းထဲမှငါးများကိုတကောင်မီးလင်တကောင်ယူကာအကျေးထိုးလိုက်ခေါင်းဖြက်လိုက် ရင်ခွဲလိုက်ဦးအသေးများကိုထုတ်ယူလိုက်အစိမ့်စိမ့်အမွှားမွှားခွဲလိုက်လုံနေကြသည်နှင့်ပင် ပလိုင်းထဲတွင်ငားများအတော်ပား၍သွား၏အတော်ကလေးကြာလင်အသားနက်နက်အယုတ်ဆူဆူခေါင်းတွင်စံတူတူနှင့်ထောင်ထောင်မောင်းမောင်းလူနှစ်ယောက်ပလိုင်းကြီးများကိုလွဲကားပေါက်၍လာကြပြီးလင်မိမများဝိုင်းကငချောက်ခွဲနေကြသောနေရာရှိ ပလိုင်းများအတွင်သို့ငားများကိုထဲကြကုန်၏ပြီးလင် ထွက်သွားကြလေသည်ရွာထဲရှိကလေးများမိန်းကလေးများမိန်းမကြီးများလည်းတယောက်ပြီးလင်တယောက်ထိုနေရာသို့ပေါက်လာကြပြီလင် ထိုငါးခုတ်တရဲမကြီးများအနီးတွင် ဝိုင်းလျက်နေကြကုန်၏ပျော်ပျော်ပါပါ စကားတပြောပြောနှင့်စူညံနေကြလေသည်ငါးကောင်းဖြစ်အလုံးမှာ ထိုမိန်းမများအဖို့အရေးကြီးသော အလုံးမဟုတ်ပေနေစဉ်နှင့်အမျှတွေ့မြင်နေရသော အလုတ်ဖြစ်၏ငါးကြီးကြီးများကိုမြင်လိုက်လျှင် အာရဝန္တာဖြစ်လိုက်ကြသည်ဤငားကောင်းဖြစ်နေကြသူတို့မှာ ရေလားမောလားတချင်းဆိုလားစိတ်လိတ်တောက်လားနဲ့နေကြလေသည်ဗုဒ္ဓဘာသာများမဟုတ်ရောင်တကားသူတို့ဗုဒ္ဓဘာသာမဟုတ်လေရွာတောင်ဘက်ရှိဘုံကြီးเจ้าကိုအဘဲကြောင့်တိဆောက်ထားကြပါသည်။သူတို့မှာဗုဒ္ဓဘာသာက ဟုတ်မှန်ကြပြီ၏။သို့သော သူ့အသက်တက်လျင်ငရဲကြည်သည်ဆိုသောတရားကို အလင်းမေ၍ ထားကြသူများဖြစ်ကြလေသည်ရွာចောင်းဖုံးတော်ကြီးဥပန္နဝကိုတော်သည်ထိုသူတို့အားသူအသက်ကို မတည့်ရဟူသော တရားကို ဟောကြားပါ၏လော ဟောကြားမည်မထင် ဟောကြားမည်ဆိုလင်စွန်းငတ်ဖွဲရအကြောင်းမြင်ပေသည်ဤတို့ငါအပေါင်းတို့အားအရှင်လက်လက်ခေါင်းဖြဲ့ရင်ခွဲ ဥအသေးထုတ်သောကြောင့်ထိုမိန်းမများသည်မြည်သည့်အကျိုးကိုခံစားရပါသည်နီမြည်သူမဆို မိမိဖြက်လိုက်သောငါးကောင်းများကို အပိုင်စားရပလိသည်ယင်းငါးကောင်းတို့ကိုစူပေါင်းကတန်မုံကြီးများတွင် ထဲ၍ပြုတ်ကြ၏အစီထွက်လာလင်ကဲ့ယူကရောင်းစားကြလေသည် တနေ့တနေ့ဖြက်၍ရသောငါးကောင်းတို့မှထွက်သောငါးစီကိုရောင်းစားလင်တမတ်ငါးပဲမြရကြလေသည်တမတ်ငါးပဲခဲမြသောအသည်ပြားငွေကလေးအတွက်တထောင်နှစ်ထောင် သုံးထောင်များသောငါတို့ကို အရှင်လက်လက်ခေါင်းဖြတ်ကြလေသည်တကားရဲရင်ကြပါပေ၏တတ္တိရှိကြပါပေ၏ရက်ဆက်ကြပါပေ၏ထိုကတုတ်ကမရွာကလေးတရွာလုံးတွင်ငါဖြစ်အသက်မွေးကြသူကြီးဖြစ်လေသည်တကြီးလဲအင်းလုံးဆဲအိမ်ကောင်းလဲအင်းလုံးရွာသားများလဲအင်းလုံးအင်းသားတွေအင်းကူလီတွေကြီးဖြစ်ကြလေသည် မိမများကငါးကောင်းဖြက်ခလေးများပါမကြမ်းတရွာလုံးအင်းဖြစ် အတန်မွေးနေသူကြီးဖြစ်၏သူတို့ဤပုံပန်းတွေကို မြင်လိုက်လဲကြောက်เสียရလန့်เสียရမဲမဲတဲတဲအယုတ်ဆိုးဆိုးအပြောအဆိုကြမ်းကြမ်းအစဲအဆိုးမှာနေ့စဉ်အလုတ်အချိုးကဘိန်းစားကြသေး၏ရာသဝတ်ပြစ်မှုတွေကိုလည်းကျူးလွန်လေရှိကြလေသည်တနေ့လင်ငါးကောင်း၃၄ထောင်တို့ကိုဖျက်ဝင်ကြသောသူတို့မှာလူတယောက်ဤဥကောင်းကိုအဘဲမှလည်းမဖျက်ဝင်ဘဲနေပါအံ့နီး အစိုးရကိုကြောက်ရွံ့တာမဖြတ်ပဲနေကြလေသည်လူကောင်းကိုဖျက်ရမည်ကိုကကြောက်ကြရမဟုတ်ပေထိုမိမ့်မှတိုက်ပျော်ပါစွာစကားတပျော်ပျော်တချင်းတကြောကြောနှင့်ငါးကောင်းဖြတ်နေသည်ကိုမြင်ရလေမောင်လူအေးဤစိတ်သည်အငြိမ်မနေတော့ပေအမျိုးမျိုးစဉ်းစားလျက်နေ၏ထိုตาရလှစွာသောညနေခင်းကလေးမှာခေါင်းအဖြက်ခံနေကြရရှာသောငါးများအဖို့အဘဲမှလင်းตาရပွဲကောင်းမှအံ့နီး သူတို့အားပြောင်ချောချောလုံနေသည်နှင့်တူလှပေ၏ဤရွာကလေးကိုငရဲပြီဟု၍ဆိုလင်မှားမိမထင်ငါးကောင်ဖြတ်နေကြသော သူတို့ကငရဲသူများဖြစ်ကြကုန်၏ငါးများကိုဖမ်းမိလေပလိုင်းကြီးများဖြင့်ယူဆောင်လာကြသော သူတို့ကငရဲသားတွေပင် မဟုတ်ပါလောထိုငရဲသားတို့၏အဖမ်းကို ခံကြရပြီးနောက်ခေါင်းအဖြက်ခံနေကြရရှာသောငါးတို့ကရှေးဘဝအဆက်ဆက်က ပါလာသောအကုတုအကျိုးကြောင့်ယခုဤရွာတွင်ခေါင်းအဖြက်ကိုလာ၍ခံနေကြရကုန်၏ငရဲပြည်အကြောင်းကိုတိလိုလင်းရှင်မဟာ အကသမာတိရေးသားသော ငရဲခန်းကိုဖတ်ရန်မလိုယဟန်တော်များဟောကြားအပ်သောတရားတော်များကို နာကြားရန်မလိုယခုဖော်ပြခဲ့ပြီးသောတငါရွာတို့တခါတခေါက်လာရောက်ကြည့်ရှုရန်တင့်မိသည်အပြောနှင့်လွမ်းရမည်ငရဲမျိုးမဟုတ်တကယ့်ငရဲ့ ငရဲအစ်စ်ကိုမြင်ရပေမည်ငရဲဆိုသည်မှာမြေကြီးအောက်တွင်ရှိသည်ဟုလူကြီးများပြောကြသည်ကို၎င်းစာရဲများတွင်၎င်းကြားရဖတ်ရဖူးပါ၏ထို့သောထိုငရဲတို့ကငါတွေ့မဟုတ်စာတွေ့များသာဖြစ်ကြလေသည်စင်စစ်ကငရဲပြည်ကိုကြည်လိုလင်တေမိမင်းကြီးကဲ့သို့တကြားမင်းဤလေရင်ပြန်ကိုငှားပြီးလင်မြေရှိုးကတွားကြည့်နေရန်ပင်မလို့မြမပြည်အတွင်းမှာပဲ ငရဲပြည်များစွာရှိပေ၏။အေယာဝတီမြို့ဝကျွန်းပေါ်ရှိတငါရွာကလေးများတို့၎င်းရန်ကုန်မြို့ရှိတားသက်ယုံများတို့၎င်းရန်ကုန်မန္တလေးအင်းစိန်မော်လမြိုင်မြို့များတွင်ရှိကြသော ထောင်ကြီးများတို့၎င်းတွားရောက်ကြည့်ရှုကြမည်ဆိုလျှင်တကယ့်ငရဲပြည်ကြီးများကို မြင်ကြရပေလိမ့်မည်။ဤငရဲပြည်ရှိငရဲသားတငါများနှင့်ဆက်ဆံကအုတ်ချုပ်နေရသည်မှာဆက်ဆုပ်စရာ လွန်စွာမှပင်ကောင်းလာပြီတော့ဤကြောက်စရာကောင်းလာပြီတော့ဤဩအဘဲအခါများမာမဤနယ်မျိုးမှာထွက်ရပါတော့အန်ဤဤသို့တင်မောဥတွင်ထိုင်ကစဉ်းစားနေရင်ပင်မှောင်၍လာလေတည်းချင်းများဝိုင်းအောင်လာကြပြီလင်မောင်လူအေးဤသွေးကိုတောက်ခါအံပွဲခံမီအပြူတွင်ရင်းတို့အားကြောက်လာသည်နှင့်တင်မောခန်းထဲသို့ဝင်သွားလေသည် အားလုံးပဲကျေနပ်နှစ်သက်နိုင်ကြပါသည်ရှင်မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းပေါင်းနဲ့တလုံးတူပါလေပြည့်စုံနိုင်ကြပါသည်ရှင်